Hello အားလုံးမင်္ဂလာပါ။ Goday Football Channel နဲ့အားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်ခင်ဗျာ။ကဲကျွန်တော်ဒီဖိုင်ကတော့ဒုတိယဖိုင်ဖြစ်ပါတယ်။ပထမဖိုင်ကတော့ကျွန်တော်စပိန်နဲ့ ဂျာမန်ပွဲတွေကိုပြွတ်ထားပေးပါတယ်เนาะအမှတော်နာထောင်လို့ရပါပြီအဒီဒူရဖိုင်မှာဆိုတော့ပီမယာလီပြောမယ်ပြီးရင်ကျွန်တော် EDD CAA နဲ့ပြည်နေလီကူဝန်နေအကုန်ပြောပြမှာဖြစ်ပါတယ်เนาะစနေနေ့ကတော့ပွဲများအတွက်ကျွန်တော်နှစ်ဖိုင်ခွဲပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ညနေကျရင်တော့ဒါမောင်ရွေးချယ်မှုတွေ free tip တွေ online tips တွေအကုန်လုံးဒါ Baga Free Channel နဲ့ Telegram Free Channel မှာအကုန်တက်စီပို့ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအမ join တဲ့ညီကိုတွေရှိရင်လည်းကျွန်တော် comment မှာ link နေချပေးထားပါတယ်မဒီဇင်ဘာလအတွက်လည်းကျွန်တော်မမခေါ်ခေါ်နေပြီပေါ့နော်အဲ့မမဝန်ကြီးညီကိုရှိရင်လည်း အကူမဲ့မှာဆက်တွဲဖုန်းနံပါတ်နဲ့ Telegram account ကျွန်တော်ချပေးထားပါတယ်เนาะကဲတော့ကျွန်တော်ပွဲများအတွက်မြန်မြန်လေးစပြီးပြောကြရအောင်အပြင်းများလေးကစပြီးပြောပြပေးမယ်ပေါ့เนาะ9နိုင်ကွယ်မှာပြင်းများလေးဒါပွဲစဉ်တော်တော်များကံမဲ့ပြီး12နိုင်တပွဲ2နိုင်ကွယ်တပွဲရှိမယ်ပေါ့เนาะအဲ့တော့ brand brand phone နဲ့ brand လေးကစပြီးပြောပြပြောပြပေးမယ် brand phone ကလက်ရှိမှာတစ်လုံးကို30ရှုံးပေါက်ပါတယ်ကိုပေါင်းကြီး3လုံး65ပြားနိုင် ကျော်စတဲ့ကြီးကခဏနော်စတဲ့ကြီးတလုံး30 365တိတ်တော့မပြောင်းလို့ပြအတူတူပဲပေါ့နော်ကြီးတန်းငိမ့်နေတယ်လို့ပြောလို့ရပါတယ်အော် brand 4ကအိမ်ကွင်းလွန်မစိုးဘူးပြဒီနေ့ရတယ်ကျွန်တော်အရာဒီအစတုန်းက brand 4နည်းနည်းလေးဒါအချင်းကြီးစိုးသွားပြီထင်တာပေါ့နော်ဒီအမ်မူမူလို့ပါလို့ဒါဝစ်စာလို့ပါလို့ထွက်သွားပြီးနောက်မှာအချင်းကြီးစိုးလောက်တယ်လို့ထင်ခဲ့ကြတယ်ဒါပေမဲ့အဲနောက်ပိုင်းမှာသူအိမ်ကွင်းပွင့်တော်တော်များများဒီလပါမူးတို့ကိုလည်းအနိုင်ခံနိုင်နေမန်မန်ယူလည်းအနိုင်ခံနေဒါမျိုးလေးကျွန်တော်တွေ့ရတော့ဒါ ဘရန်ဖို့အိမ်ကြီးကဒါကောင်းတယ်လို့ပြောလို့ရတယ်နော်သူရှုံးတာဆိုလို့ဒီနေ့ရာဒီမှာဆိုရင်ဒါမန်စီးတက်တဲ့မဲ့သူရှုံးနေတယ်ကျန်တဲ့ပွဲတွေမှာသူချက်စီးကိုတေးအစတွန်ဗီလာကိုတေးနျူကာဆယ်ကိုလည်းအနိုင်လပါဘူးအနိုင်မင်းကိုအနိုင်တော်တော်လေး impress ဖြစ်ကြတာကောင်းတယ်ပေါ့နော်အော်ဒီနေ့တော့ကျွန်တော်တို့ဒါတလုံး30ရှုံးတယ်ခြေတန်းကဒါဖဲဖြစ်လာလက်ရှိအမှတ်ပေးဆရာရက်တည်မှုကျွန်တော်ကြည့်ရအောင်အော်လက်ရှိမှာဆိုရင်ဘန်လီက16မှာ brand 4က73ဆိုတော့73နဲ့79အဆင့်ကြားထဲမှာ6ပဲ6ဆင့်ပဲกว่า တောင်း30ရှုံးဆိုတာနည်းနည်းလေးတောင်မှဒါပြင်းမယ်ပြင်းတယ်လို့တော့ပြောလို့ရတယ်ဘောနော1ဘလက်လောက်20လောက်ပေးအောင်ကျွန်တော်လက်ခံပြလို့ရတဲ့အနေထားပြီးတော့နောက်ဆုံးဒီအိမ်ကွင်းမှာ2023တွေ့တော့က ဘန်လီကိုဒါတူနီးစီးရဲ့နိုင်တဲ့ပွဲစဉ်မှာ1 plus 50ဝင်ရိုးပဲပေးခဲ့တာအခုက 1D ဝင်ရိုးတော့မှ1 minus 50တော့ကန့်နေ1 minus 30တော့1 minus 50ဝင်ရိုးနာကတ်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော် brand 4ပဲကြိုက်တယ်နော် brand 4ကြိုက်တယ်နောက်တစ်ခုကဘန်လီကကျွန်တော်အဝေးကွင်းပေါ့နော်ဘန်လီဝေးကွင်းကျွန်တော်ကြည့်လိုက်တဲ့အခါမှာနောက်ဆုံး6ပွဲဆက်တိုက်ကိုပေါင်းပေါ်ကန်ထားတယ် ဒီ WhatsApp ကို3 2နဲ့ရှုံးနေပွဲတော့အဲ့တော့ WhatsApp နောက်ကလိုက်ရှူရတယ်နော်အဲ့တော့ကျွန်တော် WhatsApp ကိုပေးတာဟာသွားပြီ WhatsApp ပေးတာရှုံးပြီပေါ့ဒီ Wolverhampton နဲ့ Burnley 3 3 2နဲ့ Burnley 9တော့ပွဲတယ်ကျွန်တော် Wolverhampton အင်္ဂမာတာ level 100အပြည့်ရှုံးတလုံးအပြည့်ညာတော့ Wolverhampton ဒီနေ့ကပထမဆုံးအင်္ဂွင်းနိုင်ပွဲရပြီဆိုတော့ကျွန်တော် Wolverhampton ပေးတယ်ရှုံးတယ်ဟောအဲ့တော့နောက်ပိုင်းကျ ဒီဝါဆန်နဲ့ပွဲရသွားပြီဝါဆန်နဲ့ထက်ရှုံးပြီเนาะဘန်လင်းတော်တို့ခပေးတာပြီကျွန်တော်တွေ့နေဘန်လင်းဒါပေမဲ့ကန်ကောင်းကျင်တော့ဝါဆန်ကပြန်ပြီးကန်ဖက်လောက်ပါ3-2နိုင်သွားတယ်ပေါ့เนาะအဲ့တော့ဘန်လီရဲ့ပြောကျင်တာဘန်လီဒီအဝေးကွင်းထဲမှာ6ရောက်အောင်တွင်းနေအရင်လဲတွင်းနိုင်တယ်အဲ့လိုမျိုးဆိုတော့ကိုပေါင်းဘော်တော်တော်လေးအားကောင်းတယ်ဒီပွဲလေးเนาะအဲ့တော့ ပေးထားကြည်ရ3 + 60 65တာကိုကျွန်တော် give မထိုင်နဲ့ပြီးများလီမာကဒီလိုပဲဖွင့်တာကိုပေါင်းကြည့်ကြရကျွန်တော်ဒီဂျာမန်လိုမျိုး 3D 3 mind နဲ့အဲ့လိုမျိုးကြီးဖွင့်နေတာမဟုတ်ဘူးဒီပြီးများလီမာအော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ပြီးများလီပွဲစဉ်မှာသွားပြီးတော့3 + 80မလို့ကိုပေါင်းအပေါ်ကြီးမနေခြင်းမူမနေသင့်ဘူးလို့မတွေးနဲ့ lash ပြီးများလီရခြေစွမ်းနဲ့သွားတာ physical ဘိုင်းအသာပေးကစားနေတာဆိုတော့ကျွန်တော်ကြိုက်ပါပဲတီးပါပဲเนาะအဲ့တော့ ကျွန်တော် Brandford နဲ့ကိုပေါ်ကြိုက်ပါတယ်เนาะအဲနောက်တစ်ပွဲ Man City နဲ့ Leeds United Man City နှလုံး65ပြားနဲ့3လုံး35ပြားရှုံးစားတဲ့ကြီးနှလုံး40 3လုံး20ရှုံးဆိုတော့ body လေးနည်းနည်းလေးပျော့ကျင်လာတယ်ဗောနော်နှလုံး65ပြားကနေဆက်ပြီးတော့ပျော့သွားမယ်နှလုံး80 90ဆိုတော့ဒီပွဲက မန်စီတီနည်းနည်းလေးတော့အန်တီများတယ်အော်မန်စီတီအနေနဲ့ဂျာရဲမှာကျွန်တော်လီဗာပူးဆင်ကိုအိမ်ကွင်းမှာရှုံးတယ်အိမ်ကွင်းနှစ်ပွဲဆက်တော့မရှုံးနိုင်ဘူးမရှုံးနိုင်ဘူးဆိုပေမဲ့လည်းနိုင်ကျင်တော့မှတကူးပြင်းတဲ့နိုင်လို့မရဘူးသူကအမှတ်၃မှတ်ရမယ်ကျွန်တော်ကကြီးမအောင်တဲ့အတွက်ကျွန်တော်ကနာကားမယ်ပေါ့နော်အဲ့တော့နှလုံး90ဝင်ယူမှာနောက်ကကိုပေါင်းချင်း၃လုံး35ပြားရှုံးကနည်းနည်းလေးပြော့တယ်ဗျနော်ဟိုမန်စီတီကလည်းအင်ကွင်းလိုတိုက်စစ်ကိုရတဲ့လက္ခဏာရှိတယ်နောက်တစ်ခုက Leeds United ကလည်း ဒါ golden eye ရှိရအတင်းပဲเนาะခဏရေเนาะကျွန်တော် leaf united အဝေးဝင်ကားနဲ့ဖောင်ကြည့်ပြမယ်ခဏလေးခဏလေးကြည်ကမှာလိုင်းရကြအော် manchester giant မှာတော့ကျွန်တော်တို့ဘလို့ဖြစ်သွားလဲတော့မသိเนาะ liverpool တို့ရှုံးသွားတယ်တူးသီး1-0နဲ့တောင်ရှုံးတာမဟုတ်တူးသီးနဲ့ကိုရှုံးတာကြောเนาะ အဲဒီကဘလပ်ပေါက်တာနှလုံး90လေသူပလက်90ဖူးပလက်ပေါက်တာလीเนาะအဲ့တော့အခုလက်ရှိပေးတာကိုပေါင်းကြီးကြည့်တယ်သူပလက်90ပေါက်တဲ့အချိန်မှာနောက်ကကိုပေါင်းကြီးသုံးလုံး90ရှုံးတော့မရှိဘူးသုံးလုံး80ရှုံးလည်းမရှိဘူးလေးလုံးအပြည့်နိုင်တော့မဟုတ်သုံးလုံးနဲ့ရန်တော့ပြားလေးပဲရှုံးမယ်ဆိုတော့ဒါကိုပေါင်းကြီးနှုတ်ရလို့ပြောလို့ရအဲ့တော့ စတဲ့ကြီးနဲ့လည်းကြည့်တော့လေဒီကြီးတမ်းပဲဆိုတော့ဒီတဲ့ပိုပြင်းမှာဒါကူပေါင်းပေါ်သွားဖို့ရခိုင်လို့များဟတ်တွေ့တွေ့ဆုံမှုကြောပြန်ကြည့်မယ်2021 2023 300တရက်တွေ့ခဲ့တယ်ကူပေါင်းပေါ်၅ချိန်လုံးသွားတယ်7 C တွေ4 C တွေ3 1 2 1ဒီလိုအနေဆုံးသွားထားရပွဲနှစ်တင်းတွေ့ဆုံမှုပေါ့နော်အော်ကျွန်တော်ကတော့ဒီပွဲမှာဘာရွေးရမလဲဆိုရင်မန်စီးတီးနိုင်မဖြစ်မယ်နောက်တစ်ခုကအမှတ်လိုအပ်ချက်ရှိတယ် မက်လွက်ချက်ရှိရဆိုတာအာဆင်နယ်နဲ့ကလက်ရှိမှာကျွန်တော်ခုနှစ်မှတ်တောင်ပြန်နေအော်ဒီနေ့မှာမန်စီးတီးဟိုရှော်လို့မရဘူးတေးကြလို့မရဘူးနိုင်လဲကိုပြက်ရှိပြက်နိုင်မှရမယ်ဆိုတဲ့အနေထားเนาะအော် ကို different နေပါရင်နောက်ပိုင်းဒီအမှတ်ဒီပိုင်းတူလိုက်ပိုင်းကို different နေပါတဲ့ကသာစကားပြောလာပါလေနော်အဲဒီနေ့တမှကျွန်တော်မန်တီတီကိုတွင်းမှရအနည်းဆုံးနှစ်ကိုတွင်းမှရအဲ့တော့ leaf rider ကလည်းတကိုးတော့ပြန်မတွင်းနိုင်ဘူးလားပေါ့နော် leaf rider တကိုးတော့ရနိုင်ရင်ရှိမရှိကျွန်တော်အဝေးကင်းဆန်းတောင်းယူကြည့်မယ်နောက်ဆုံးပွဲဒီမှာကျွန်တော် forest ကို31နဲ့ show နေ byton 3c ban leo 2c wu ba dan လုံး31 fuhan ကို 1c အာဆင်နယ်ကို 5G အတင်းကြီးနဲ့တွေ့တဲ့ဒီအာဆင်နယ်ပါမယ်ဘရိုက်တန်ပါမယ်ပေါ့နော်အတင်းကြီးဆိုရင်အဲ့ကောင်ကြီးနဲ့တွေ့တဲ့အချိန်မှာတော့ဂိုးပြန်မတွင်းနိုင်ခဲ့ဘူးနော်ဒါပေမဲ့သူမတွင်းနိုင်ခဲ့ဘူးဆိုပေမဲ့တစ်ဖက်ကဟိုအိမ်ကွင်းအတင်းကြီးကဂိုးတုံးဂိုးပြအောင်တော့တွင်းထားတယ်ဆိုတော့ဒီနေ့မှာဂူပေါင်းကြီးတော့နှုတယ် ဒါမဲ့ကျွန်တော်အပေါ်ပဲကြိုက်တယ်လုံပေါ်ကြိုက်တယ်ပေါ့မန်တီတီနဲ့ဂူပေါ်ကြိုက်ပါတယ်မန်တီတီပောက်ကွဲမှရမယ်လို့ကျွန်တော်ယူဆထားတယ်ပေါ့နော်ဘာကာလိုမျိုးပဲကျွန်တော်ကြိုက်ထားတယ်အော်မန်တီတီကိုဒါလုံပေါ်ကြိုက်ပါတယ်နော်မန်တီတီကဒါမိဘာနဲ့ခံရမလဲဆိုဖူဟန်အဝေးကွင်းဆန္ဒလန်းကိုအိမ်ကွင်း ပြီးလို့ရှိရင်ကျွန်တော် real metric ကို champion နီးအဝေးကင်းသွားကြံရမယ်ဗျာနော်အဲအဲ့တော့ဒီ real metric နဲ့ပွဲစဉ်မတိုင်ခင်မှာသူတို့ဒီကြံကန်မဲ့ဒီပြည်များလေးပွဲစဉ်အကုန်လုံးကိုတုံးပွဲကြံမှာဒီနေ့ပွဲအပါဝင်တုံးပွဲ full hand နဲ့ sunderland ဒီနေ့ဒါ leaf united တုံးပွဲစလုံးကိုကိုပြက်ချပြက်လေးနိုင်ထားမယ်ဆိုတော့ဒါဒီဘက်ပြည်များလေးဘက်ကနည်းနည်းလေးဒါစိတ်ချရတယ် champion နီးမှာ real metric ကိုကလည်းသူက အနိုင်မကန်နိုင်တောင်မရှုံးအောင်တော့ကံမရမယ်သူဒီဒီဂျိုင်ယန့်မှာဒီပါကိုလင်းတူးတင်းရသူရှုံးလိုက်တဲ့အတွက်အမက်ရော့သွားတယ်နော်အဲအကြောင်းမလို့ချန်ပီယံလိပွဲရလဲအရေးကြီးရအော်ဒီနေ့မှာတော့ချန်ပီယံလိရဲ့နည်းနည်းလေးဝေးနေသေးတဲ့ဒါဒီနေ့ပွဲစဉ်ကိုဒါတီချာလေးကစားမယ်လို့ယူဆတယ်အဲအကြောင်းမက်ဆီဒီစုံပေါ်လေးကြိုက်ပါတယ်နော် ောက်နောက်တစ်ပွဲကကျွန်တော်တို့စန်ဒါလန်နဲ့ဘုံမောဘုံမော level 25ပြားရှုံးနှလုံး80ရှုံး။အော်ကြောင်တဲ့ဒီကိုကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကဘက်ကန်တာလीနော်။ညီကိုတို့ကျွန်တော်ဖူအန်ပေးတယ်။မမ်ဘာမှာလည်းပေးတယ်လို့ free မှာလည်းပေးတယ်။ညီကိုတွေအကုန်လုံးရားလိမ့်မယ်လို့ယူဆပါတယ်နော်။အော်ဘာကြောင့်ဘက်ကန်တာလဲစန္ဒလန်ရှုံးမရတော့မယ်ရှုံးပွဲတွေ့မှရမယ်သူဒီအတင်းကြီးမရွေးအတင်းလက်မရွေးအတင်းငယ်မရွေးအိမ်ကွင်းမှာဆိုရင်ဒါတေရင်နဲ့အနိုင်ကန်နေရနည်းနည်းများနေပြီကြီးဒီအောင်နာရဲတော်တော်လေးများနေတယ် အဲ့လောက်ကြီးကြီးအောင်ကျွန်တော်ကမကြိုက်တော့အဲ့တော့ဘာလှုပ်လဲဆိုဘက်ကလိုက်တယ်နိုင်ွားတယ်ဖူဟန်နိုင်ွားတယ်နော်တစ်ဖက်ကဖူဟန်ကလည်းဟိုရှောင်းရင်ဖြည်းဖြည်းတေးကြရပြီနီးပြထုတ်ခံရတော့အဲ့လိုမျိုးဆိုတော့အော်ဒီနေ့မှဘလို့လာမလဲဆန္ဒလန်းနေနေနောက်ဆုံးဒါတပွဲမှာတို့ရှုံးမွေးတွေ့ရှေ့မှာတော့ဒါနိုင်ပွဲတွေရတယ်တေးတွေကြတယ်ကြီးတွေလည်းလေးပွဲဆက်တော့တော့ရှောက်အောင်နေဒီဘက်ကဘုံပေါက်ကိုပြန်ကြည့်တော့ကျွန်တော်တို့၃ပွဲ ဆက်ကြီးကြထားတယ်၊၃ပွဲဆက်၉ပေါ်ထားတယ်၊၃ပွဲဆက်၉ပွဲပျောက်ထားတယ်၊ရှေ့မှာ၂ပွဲရှုံးတယ်၊၁ပွဲတည်ကြတယ်။အော်လက်ရှိ MLB ဇယောက်ကျော်ကြည့်အောင်ဘုံပေါက်က၈ဆန္ဒလန့်ခွန်အပေါ်လေးတွေ့နေခွန်နဲ့ရှင်းနေပေါ့နော်။အော်ဒီပွဲမှာကြောင်နဲ့တည်အင်ကွင်းကောင်းနေဒါအောင်ကျော်လက်ခံနေလက်ခံပြီးလို့ရတယ်လက်လက်လက်ငယ်လေးကောင်းပါတယ်နော်။ အဲဒါမဲ့နောက်ပွဲကျွန်တော်ဆန္ဒလမ်းကိုပြန်ကြည့်တော့ဒါပြီးရင်လပါဘူးကိုဝေကွင်းမက်ဆီဒီကိုဝေကွင်းနျူကာဆယ်ကိုအိမ်ကွင်းဆန္ဒလမ်းကိုတကယ်ဆန်းတက်မဲ့ပွဲတွေလာပြီဗျာနော်ဆန္ဒလမ်းရှေ့မှာခြေစွမ်းနေကောင်းပါတယ်ဆိုတော့ဆန္ဒလမ်းကိုဆန်းတက်မဲ့ပွဲတွေကလာပြီအဝေကွင်းတွေလပါဘူးတို့မက်ဆီဒီတို့နျူကာဆယ်တို့ဖြုတ်အောင်မှာဆိုတော့ဆန္ဒလမ်းဘလောက်တောင့်ခံတယ်လက်ရှိမှာ16မတ်ထိရထားတယ်အဆင့်ခွန်မှာရက်တည်နေရဲ့သူ့အောင်မှာဆိုနာမည်ကြီးစပါမန်နျူစပါမန်ယူလပါဘူးတို့တောင်သူ့အောင်မှာရောက်နေနျူကာဆယ်တို့တောင်ပါနော်အဲ့တော့ ဒီနေ့မှာဆန္ဒလန်းကျွန်တော်ထင်တယ်တေလောက်တော့ရအောင်တော့ကန်သွားနိုင်ကြီးတော့များတယ်မရှုံးရင်တော့မှเนาะအဲ့တော့ကျွန်တော်ပြား20 30ရင်းပြီးတော့ကျွန်တော်ကတော့ဆန္ဒလန်းအောင်တော့မကြိုက်ဘူးကျွန်တော်အဲ့လိုရှုံးမိဆိုရင်နှစ်ပွဲဆက်သုံးပွဲဆက်တော့ရှုံးတတ်တဲ့ဒီအတင်းဒီမှာရှုံးတတ်တဲ့ flow တစ်ခုရှိတာကြောင့်ဆန္ဒလန်းဒီနေ့မှာနိုင်မှုခက်ဦးမယ်လို့ကျွန်တော်ယူဆအကျွန်တော်ကဘုံမောက်ပဲကြိုက်ဘုံမောက်ကရှေ့မှာနှစ်ပွဲဆက်သုံးပွဲဆက်နိုင်ပွဲပျောက်ပြီးသွားပြီနော်အဘုံမောက်လေးကိုကျွန်တော်ကြိုက်တယ်အဲပြီးကြတော့ကျွန်တော်ဂူပေါင်းအောက်ကြိုက်တယ်နော် ဝန်ပေါင်းအောက်ကပိုင်အောင်ကြတာလဲဆန္ဒလန်းတိုက်စစ်အိမ်ကွင်းမှာတိုက်စစ်ကောင်းတာတော့မှန်နေဒါပေမဲ့ကျွန်တော်အဝေးကွင်းမှာဆိုဘုံမောက်ကအရင်ကြီးတိုက်စစ်ကအိမ်ကွင်းတော့မကောင်းဘူးအဲခန်းစစ်ကလည်း၉တော့ပေးရတယ်ခန်းစစ်ကတော့၉လေးလည်းပေးရဆိုပေမဲ့ဒီတိုက်စစ်မကောင်းတဲ့ကိုပေါင်းအပေါ်တက်ဖို့နည်းနည်းလေးခက်မယ်လို့ယူဆတယ်11 Z1 1C ဒီလိုပုံစံလေးတွားနိုင်ကြများတယ်အဲ့တော့ဘုံမောက်နိုင်ခဲ့သည့်ရှိတော့ 1C ပဲဆန္ဒလဲနိုင်ခဲ့သည့်ရှိတော့ 1C ပေါ့နော်11ကတော့ဖြစ်နိုင်ကြရခိုင်တို့အများဆုံးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်၉အောက်ကြိုက်တယ်ပြီးတော့ အဝေးအတင်းဘုံမောက်ဘော်ဒီကြိုက်ပါเนาะအဲ့တော့နောက်တစ်ပွဲသွားပါမယ်နောက်တစ်ပွဲ Everton နဲ့ Newcastle Newcastle လည်း level 5ပြားရှုံးနှလုံး60ရှုံးစတဲ့ကြီးကနှလုံး80ရှုံးပြီးတယ်ကိုပေါင်းကြီး level 5ပြားရှုံးဘော်ဒီနဲ့ကိုပေါင်းတူတူပဲပေါ့နော်ဗမာတော့အရင်ပြောင်းလဲမှုတော့မရှိဘူးအဲ့တော့ဒီပွဲမှာကြတော့ဒီပွဲလေးကျွန်တော်၉အောင်ပဲကြိုက်တယ်။ Everton နဲ့ Newcastle Newcastle အဝေးကွင်းအဝေးတူဝေးသွားကြရမယ်။ ဂျာယက်မှာမာစီကိုပြင်းတဲ့ကိုတွားခင်ရဒီနေ့လဲအေဗာတန်လာခင်အဝေးတူအဝေးဖြစ်နေတဲ့အတွက်အေဗာတန် sorry နျူကာဆယ်ကပွဲပန်းမှုတန်ရှိနိုင်အဲ့ဘော်ဒီဆိုရင်တော့အေဗာတန်မရှုံးတော့ဘူးမန်ယူကိုနိုင်ထားတာဖြစ်တဲ့အတွက်သူတို့လဲဒါဟိုစိတ်သက်ခွန်အားတစ်ခုဒါရနိုင်မယ်မိုတီဗေးရှင်းတစ်ခုရနိုင်မှာဒီနေ့အိမ်ဝင်လဲဖြစ်တော့နျူကာဆယ်ကိုလဲသူတို့ဒါမနိုင်တော့မရှုံးတော့သူကန်နိုင်ရွှေကန်နိုင်ချေများနေပေါ့နော်အဲကြောင့်ဘော်ဒီကတော့အေဗာတန်နေမဆိုးဘူးဒါပေမဲ့တေးသွားဖို့များကျွန်တော်ကတော့ဂိုးအောက်ပူကြိုက်တယ်နော် ဂိုးအောက်ကဘာကြောင့်ကြိုက်တာလဲဆိုတော့အေဗာတန်ကလည်းဒါဂိုးအောက်ကန်တဲ့လက္ခဏာရှိရပြီးတော့နျူကာဆယ်ကဝေးကွင်းဆိုဂိုးတိတ်မတွင်းနိုင်ဒီနေ့ရတီးကအိမ်ကွင်းဆိုတော့ကောင်းနေဗျအိမ်ကွင်းဆိုထုံ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 နဲ့တွင်းသွားညံချက်ပဲအဝေးကွင်းကြဘာဖြစ်မှန်းမသိဘူးဂိုးတွေတော်တော်အောက်တယ်ဝေးကွင်းနေမှာနော်အော်သူပေါ်လာတော်တော်လေးရှားပါအဲကြောင့်ကျွန်တော်အဲဂိုးအောက်ကြိုက်တယ်နောက်တစ်ခုကအင်ရှင်အေဗာတန်ကြိုက်ပါနော်နောက်တော့ပွဲကကျော်စပါနဲ့ဖူဟန် စပါးက level 50ရှုံးမဲ့ပြီးနေပြနှလုံး85ပြားရှုံးเนาะစတဲ့ကြီး3လုံး90နိုင်ပြီးခဲ့ body အဲ9ပေါင်းကြီးတဲ့အခုနှလုံး85ပြားဆိုတော့နည်းနည်းကျလာ body ကတော့ level 50ပဲတူတူပဲပြောင်းလဲဦးပေါ့เนาะအော်ဒီနေ့မှာအခုကျွန်တော်ကြည့်နေတဲ့အချိန်မှာပဲဒါ9ပေါင်းကြီးနှလုံး80 85 90 3ပွဲရှိပါပြီဌာနလန်ဘုံပေါက်ပွဲ everland newcastle ပွဲစပါး ဖူဟန်ပွဲအဲ့ပါလို့ဘော်ဒီကြီးတန်းကတူလာဆိုလို့တပွဲနှစ်ပွဲပဲရှိပါလားဘုံပေါင်းနဲ့နူးကလည်းအဝေးကွင်းကလည်းပဲဆယ်ပြားလည်းပဲပြားနဲ့ဆယ်ကြောက်လာပေးကြဒီစပါးနဲ့ဖူဟန်ကြစပါးအင်ကွင်းကပေးတယ်ပေါ့နော်အော်ဒီသုံးပွဲမှာတော့အနေဆုံးတပွဲတော့အောက်မှာပဲအဲ့တော့တခုတော့ရှိတယ်ကျွန်တော်ကိုးပွဲကတပွဲဆန်းဆန်းနိုင်ရတပွဲနှစ်နိုင်ခွဲတပွဲအချိန်မတူနေဘူးပေါ့ဒီပွဲကြီးကနော်အဲ့တော့ဒီဆန်းလန်းနဲ့ဘုံပေါက်ပွဲကိုကျွန်တော်ဂိုးအောက်ရိုက်လိုက်တယ် မမအဝပေါ်သွားရဆိုရင်ကျွန်တော်တို့ ever new ကလည်း goal ဆက်ရိုက်လို့ရအဲ့မှာအောက်ဝိုင်းရက်လိုက်တော့ဗောနော်တကယ်စန္ဒာလည်းဘုံမပွဲကြတဲ့အောက်ဝါပြီဆိုတော့ဒီပွဲအောက်ကိုအောက်ကိုရပြီဆိုတော့ကျွန်တော်နောက်လာမဲ့ဒီ ever new ကလည်းပွဲစပါဖုန်ပွဲ goal မဆော့နေတော့ဒါဒီခြေတန်းတူထဲမှာဆိုတပွဲမို့တပွဲအပေါ်ကလာနိုင်ကြတော့များတုံးပွဲစလုံးတော့ output တော့ခက်နော်အဲ့လိုလေးတွေရှိရောအဲ့တော့စန္ဒန်လန်ဘုံပေါက်ကိုကောက်9နိုင်ခွဲမှာဆော့လိုက်အောက်သွားပြီဆိုရင်ကျွန်တော်ရက်လိုက်မရက်မနိုင်ဘူးဆိုရင်ကျွန်တော် Everton New ကတဲ့ပေါ်ဆက်ဆော့လို့ရတယ် เนาะအဲ့လိုမျိုးတော့ solve လုပ်ရတယ်အော် spar နဲ့ phone ကျွန်တော်အဓိက body ပဲပြောတာမျိုးကိုပေါင်းကတော့ဒါကိုပေါင်းအောက်ဒီတူနေရခြေနှင်းနေတူနေရပါတော့အောက်တော့သွားနိုင်ခြင်းများအော် spar က level 50ရှုံးကနုတလာဆိုတော့ကျွန်တော်ကြည့်လိုက်အောင်မနော် map ဆရာ share show လာကိုကနေ55ကို level 50ရှုံးနုတယ်เนาะနုတယ်မနစ်ကလည်းနုတယ်မနစ်ကအိမ်ကွင်းမှာတော့လည်း spar ကမနစ်က phone အလောက်ဒီမကောင်းဘူးညဒီနေ့လည်းမကောင်းဘူးဒါပေမဲ့မနေ့ကစပါကောင်းတဲ့အချိန်နဲ့ဒီနေ့စပါကောင်းတဲ့အချိန်နဲ့မတူမနေ့က iPhone နဲ့တွင်းကစပါကောင်းတဲ့အချိန်မှာဒီနေ့ကဒါစပါလက်ရှိမှာနည်းနည်းခြေသွန်းရှိုင်နေနှစ်ပွဲဆက်သလိုရှုံးနေတယ်နော်အဲအဲ့ဒါကြောင့်ကြေးပြော့သွားတာလည်းဖြစ်ကောင်းဖြစ်မယ်မနေ့က level တရားရှုံးပြီးတဲ့တုန်းကတော့မှကျွန်တော်ဝမ်းဝမ်းမသိကြတာဗျအခု level 50ရှုံးဆိုတော့ ျွန်တော်ထင်တယ်စပားနိုင်ဖို့ခက်မယ်ဗျစပားနိုင်ငယ်တုန်းကတလုံး90ရှုံးတို့တလုံးသေးရို့ဒီလိုမျိုးကြီးချမ်းနေပေးပြီးတော့ဖူရအောင်တို့နိုင်ခဲ့တာအော်ဒီလိုမျိုး level 90ရှုံး level 100ရှုံးကြီးချမ်းမှာတော့စပားနိုင်တာကျွန်တော်မတွေ့ဘူးတည်းအဲ့တော့ဒီဘက်မှာကျွန်တော် body အောက်တင်ဖူဟန်ကိုပဲကြိုက်ပါရဲ့အဲစပားနေနဲ့နိုင်မယ်ဆိုရင်ဒီတက်ပို့ပြီးတော့ကြေးပေးမှရပါမယ်เนาะအဲ့တော့ကျွန်တော်ဖူဟန်လေးပဲကြိုက်ပါတယ်ကိုပေါင်းကတော့အောက်ကိုပဲတွားဖို့ရခိုင်တော့များတယ်အဲ့တော့တစ်ချက်တော့ကျွန်တော်ခုနပြောသလို ဒီဆန္ဒလန်ပွဲတွေဘုံပေါက်ပွဲတွေဆန္ဒလန်ဘုံပေါက်လို့ပြီးအဲဘာနယူကာဆယ်ပွဲတွေကိုကြည့်ပြီးတော့ဒါလှော့လို့ရပါတယ်နော်အိုက်ရှီကဒီတပွဲမုံတပွဲအောက်သွားခဲ့တော့ဒီပွဲကိုကိုပေါင်းအောက်နေလက်ချောင်းသိခြင်း ਨੇ အန်တီအများလို့ပါနော်အော် body မှာ full body လေးကိုကျွန်တော်ကြိုက်ပါတယ်ကဲတော့ကျွန်တော်တို့ CDA သွားပါမယ်။ CDA က၈နိုင်ခွဲ Gino R နဲ့ Verona Gino ကလည်းပဲ65ပြားရှုံနှလုံး65ပြားနိုင်။အဲဒီပွဲမှာကျွန်တော်က ဟွာကြိုက်တယ်ဂျီနိုဟာအင်ရှင်အတင်းကိုကြိုက်တယ်ဘီရိုနာကိုကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကဘာနဲ့လဲကျွန်တော်ဘီရိုနာကို ပြီးတာလားဂိုးပေါင်းပြီးရကျွန်တော်မိတော့မိပါပြီနော်ကျွန်တော်ကြည့်လိုက်တယ်ဘီရိုနာကြီးကအင်ကွင်းမှာတော့မစွန်ဘူးဗျာနော်ခြေစွမ်းကတော်တော်လေးခြေနေဆိုးတယ်ပါမားနဲ့လားခဏနော်လမ်းရလဲဗျာလမ်းရလဲကြအော်ကျွန်တော်ဒီပွဲမှာကြိုက်တာတော့ဂျီနိုဟာကြိုက်တယ်ဂိုးပေါင်းကိုတော့လက်ရှောင်ခြင်းတယ် ။ဘာလဲဆိုတော့မနေ့ကကျွန်တော်ကိုမူပွဲမပေါ်ပါဘူးလေနော်။ကိုမူပွဲမပေါ်ပါဘူး။အဲ့ဒီဒါမဲ့တခုတော့ရှိရေပြောဟိုပြီးခဲ့တဲ့ဘက်ကလည်းအဲ့လိုအပေါ်အောက်ဒီ live flow ကြည့်တော့အီတလီကအဲ့လိုမသွားဘူးပြီးခဲ့တဲ့ဘက်ကနော်။ဟိုဘယ်လိုပြောမလဲ။အောက်ဒီတော့ချောက်သွားတာလေနော်။အောက်ဒီသွားပြီးတနင်္ဂနွေနောက်ဆုံးညမှဒီအပေါ်လေးအဲအောက်အောက်နှစ်ချောင်းအောက်နှစ်ချောင်းလေးဝင်တယ်ပြီးတော့တင်းညာညပြန်ညကြတော့ပြန်ပေါ်သွားတာပဲလေနော်အဲ့လိုမျိုးကြီးဆိုတော့ဂူပေါင်းအောက်ကတော့ အဲနည်းနည်းလေးအပေါ်ရောအောက်ကောနည်းနည်းအဲဘယ်လန့်နေပြကျွန်တော်မကြိုက်ဘူးပေါ့နော်ဟုတ်တယ်ဘီယိုနာကိုကျွန်တော် body ပြီးခဲ့ပါမနဲ့1 2နဲ့ရှုံးနေပွဲပြီးခဲ့တဲ့ဘက်ကနော်အဲ့တော့တီကြရင်တောင်မှ ပြား40 50လားအဲ့လောက်ပဲရှုံးပါဗျာအဲ့ဒါကိုရှုံးအောင်ရှုံးကိုရှုံးပါနော်အဲ့လိုမျိုးဘီယိုနာကျွန်တော်မကြိုက်ဘူးအော်ဒီဘက်မှာကျွန်တော်ဂျီနိုဝါပဲကြိုက်ပါနော်ဂျီနိုဝါဘော်ဒီကြိုက်တယ်အဲဂူပေါင်းကရှောင်းလိုက်တာကောင်းနေဗျာ2ပလက်30ဆိုပေမဲ့မှာနှစ်တင်း18နဲ့20အဆင့်ကတန်းသင်းတုံမှာဖင်ကြက်ကန်နေနော်ကျမ်းမြင်တွေတိုင်းနေအဲ့တော့ဟိုတိုက်မှရမယ်ဂူတွေတွင်းမှရမယ်2ပလက်30ဆိုဖိနှားလာမသိနော်ဂူပေါင်းအပေါ်ဒါလန်ဂျီများတယ်အော်ဂူပေါင်းတော့အန်နေများတယ်ဂျီနိုဝါဘော်ဒီတချောင်းပဲကျွန်တော်ကြိုက်ပါနော် ။နောက်တစ်ပွဲပါမားနဲ့ Udinese ပါမား level ဆယ်ပြားရှုံးအင်ငွေ့ရပြီးနှလုံး30ရှုံးပြီးတယ်ပေါ့နော်။ဒီပွဲကိုတော့ကျွန်တော်ကခဏရနော်ဒီ shadow ပြန်ကြည့်ပြီးပါမားဒီပွဲကိုကျွန်တော်ကဂူပေါင်းအောက်ကြိုက်ပါနော်ဒီပွဲကိုတော့ဂူပေါင်းအောက်ကြိုက်တယ်။ဒီပွဲကို body ရှောင်းမယ်ဒီပွဲကိုကျကျွန်တော်ဂူပေါင်းအောက်ကြိုက်ပါတယ်။အဲဘာကြောင့်လဲဆိုတော့နှစ်သင်းစလုံးနောက်ဆုံးနှစ်ပွဲဆက်တွေကိုပေါင်းအပေါ်ကန်ထားတယ်။၃လုံး over 3ရေရောက်ထားတယ်ပေါ့နော်။ ် over 2.5တွေဖြစ်တာအဲ့ဒါတော့မှဒီကိုမောင်းကြီးနှလုံး35ကြာရှုံးမပြန်လာဖွင့်နေဆိုတော့ဒီဒီတစ်ပတ်တော့သူတို့ဂိုးပေါ်ဝင်နေနေလေးခက်မယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကိုပေါင်းအောက်လေးကိုကြိုက်ထားပါတယ်ဘော်ဒီဆိုရင်တော့ကျွန်တော်အဝေးအသင်းဒီဦးဒီနီကိုဒီပါမအောက်ကနေကြီးကျော်လှန်ပေးထားတာပေါ့နော်အဲ့ဒီတစ်ချက်ကြောင့်ဒီပါမအနေနဲ့ ဒီနေ့မှမရှုံးတော့ဘူးလို့ယူဆတယ်။ဘာလို့15ကနေပြီးတော့အဆင့်30ရဦးဒီနီကို level 10ပြားရှုံးအင်ကွင်းကနေကြီးကျော်ပြန်ပြီးရပါတော့။အော်အောက်ကနေအပေါ်ကိုလှန်ကြီးပြီးရတဲ့ဘောမျိုးဖြစ်နေတယ်။မနစ်ကအင်ကွင်းမှာတော့လည်းပါမကတော့ group အဲ sorry ဒီကြီးပြီးခဲ့တယ် level 50ရှုံးအခြေခံကြီးပြီးခဲ့တယ်။ဒါပေမဲ့2 3နဲ့တော့သူရှုံးခဲ့တယ်ပေါ့နော်ပြီးခဲ့နှစ်ကတော့အော်မနစ်ကတော့ဦးဒီနီကတော့ဒါအင်ကွင်းရောဝေကွင်းနှစ်ကြော့သွင်းသူနိုင်ခဲ့တယ်ဗျာနော်။ ဒါပေမဲ့ကျွန်တော်ဒီဘက်ဒီနေ့ကတော့ဒါပါမအောက်ကရောက်နေရတယ်เนาะအဲအကြောင်းကျွန်တော်ပါမဘော်ဒီလေးကြိုက်တယ်ကိုပေါင်းအောက်လေးကြိုက်ပါတယ်เนาะအော်နောက်တော့ပွဲကဂျူပင်တက်နဲ့ကျွန်တော်တို့ကက်ကလီယာတွေဂျူပင်တက်နှလုံး60နိုင်၃လုံး25ပြားနိုင် Oh my god ကြီးတော်ချိန်ွားရယ်เนาะဘာလဲဆိုတော့စားတဲ့ကြီးတလုံး85ပြားရှုံနှလုံးတရာရှုံ၃လုံးအပြည့်နိုင်၃လုံးအပြည့်နိုင်နဲ့၃လုံး25ပြားနိုင်ဆိုတော့ဒါဝင်ရိုးဘယ်နှခုခုံွားရယ်ညို့တွက်လို့ရတယ်နောက်တစ်ခု က တလုံးအပြည့်ရှုံနီးပါးကနေနှလုံးပြ90ဝင်ရို့ခြေခံသွားเนาะအဲ့တော့တော်တော်လေးကြည်ပြင်းသွားပါတယ်เนาะအဲ့တော့ဂျူပင်တက်သုံးပေါ်ကောင်းမလားပေါ့เนาะဂျူပင်တက်ကတော့ဂျာရဲမှာတော့ချန်ပီယံလိဂ်ကန်ထားရတယ်ဗျเนาะဒီဘိုရိုကလစ်နော်ဝေးကိုသွားကန်ထားရတယ်အဲ့တော့ဂိုးပေါ်နိုင်လာပြီးပွဲပန်းမှုတန်ရှိနေတယ်အမတ်လွယ်ရှဲကိုကျွန်တော်ချက်ကြည့်ရမယ်လက်ရှိမှာဂျူပင်တက်ကခွန်အောင်ရောက်နေတယ်ကက်ကလီယာယီကအဆင့်14ခွန်နဲ့14ကိုအဲ့လောက်ကြီးပေးစရာမလိုဘူးဗျနှလုံး90ဝင်ရို့ကเนาะကြည်ပြင်းတယ်ဂျူပင်တက် ဘာလို့မလို့လဲတကယ်ကံမှာမလို့ကြည်ပြင်းတာလားဒါမှမဟုတ်ကျွန်တော်တို့ဒါထူတာလေးကိုဂျူမင်းနဲ့နေချင်းအောင်ဆွဲဆောင်ဆွဲဆောင်ထားရလားဒါမှမဟုတ်လဲဘက်ကန်ချင်းအောင်လှုပ်ထားရလားဒါရီအများခေโอเคโอเคအဲ့တော့ဂျူမင်းတဲ့တခုလှုပ်ပြမယ်ထင်တာပဲကျွန်တော်အစဂျူမင်းနဲ့ဂိုးအောင်တွဲပေးမလို့ဗျအခုကဂိုးပေါင်းကြီးရတော်တော်ကြီးပြင်းလာတော့ဂိုးအောင်တော့မကြိုက်တော့နော်ဂျူမင်းကျွန်တော်2သီးလောက်မှန်းထားတယ် တူးကြီးတော့ဖြစ်နိုင်ကြီးများတယ်ပေါ့နော်ပါကက်ကလီယာကြီးကကိုပေါင်းအောင်ကန်တဲ့လက္ခဏာတွေ့နေရတော့အောက်ကိုယူမယ်ပေါ့ဗျာတည်ရမလားအဲ့လိုမျိုးကျွန်တော်တွေးထားတာကက်ကလီယာနောက်ဆုံးဝေခွင်း၅ပွဲမှာ၃ပွဲအောက်တယ်၂ပွဲပဲအပေါ်တက်တယ်နော်အဲ့ဒါဆိုတော့ဒီနေ့တော့အပေါ်ယူမှရတော့မဒီဂျီတန်းရဆိုတော့32တွေပိုင်းလာတော့တယ်32လို့ sorry 31နေပိုင်းလာတော့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဂျူမီနက်ပွဲကိုစုံပေါ်ကြိုက်ပါနော်ဂျူမီနက်ဘော်ဒီရောကိုပေါင်းအောင်မယ်လို့ယူဆတယ်ဒါအဆင့်ခွန်ကနေလည်းအပေါ် တက်မယ်လို့လည်းယူဆပါတယ်နော်။အော်ဒီနေ့တော့ဂျေးမလင်လောက်တော့ဘူးလို့ယူဆပါဂျူပီတာနဲ့ကိုပေါ်ပဲကြိုက်ပါတယ်။အော်အီတလီနောက်ဆုံးပွဲစဉ်ကျော AC နဲ့ Lazio ဒီနေ့ဒါပွဲကောင်းပါတယ်နော်။တလုံး55ပြား9 AC ကအင်္ဂလန်ကနေပေးတယ်နှလုံးကို55ပြားရှုံး။အော်ဒီပွဲကကျွန်တော်ကိုပေါင်းအောင်ကြိုက်တယ်။အဲကိုပေါင်းအောင်ကြိုက်ပါတယ် AC ကလည်းနောက်ပိုင်းပွဲဒီမှာနည်းနည်းလေးဘယ်လိုပြောမလဲ။ကြည်ကြည်လေးလေးကစားနေရဗျာနော်။ဟိုဂိုးအရင်မပေးရအောင်ပေးရတဲ့ဂိုးလောက်ပဲ။ ဟိုဘက်ကလာဂျီကိုအဝေးကွင်းကိုကြံကြည့်တော့လေနောက်ဆုံးနောက်ဆုံးဘယ်နှပွဲရှိသွားမလဲ1 2 3 4 5 6ပွဲဆက်တိုက်ဘိုတင်းနစ်ကို nose ဖြစ်ထားတယ်သူကသူကကိုတွင်းကိုမပေးရအောင်သူကကိုမတွင်းရင်ကိုပဲပေးရတယ်အဲအဲ့လိုပုံစံသွားတာအင်တာနက်ပွဲဆိုသူကိုမတွင်းဒါပေမဲ့ကိုတော့ပေးလေရတယ်တခြားပွဲတွေမှာသူကိုရကိုပြန်မပေးရအောင်အဲ့လိုပုံစံသွား6ပွဲဆက်9အောက်ထားနော်အဲအကြောင်းဒီပွဲကကျွန်တော်ကူပေါင်းအောက်နေကြိုက်တယ်နော်အဲအကြောင်း AC ပွဲကိုကူပေါင်းကြိုက်တယ်ဘော်ဒီမှာဆိုရင် ကျွန်တော်တို့အမှတ်ပေးစရာကိုကြည့်ဖို့လိုရတယ် body မှာ body မှာအဆင့်နှစ်ကနေအဆင့်၈ကို1 plus အမ်လက်ခံပြီးလို့တော့ရပါတယ်နော်မိနစ်ကဘယ်လောက်ပြီးခဲ့လဲမိနစ်က level 50ရှော့တူးစည်းပွဲတစ်ပွဲရှိတယ်အဲတော့1 plus 50ပြီးခဲ့တာ2023မှာ6လပိုင်းမှာကန်လာတူးစည်းအဲတော့1 plus 50ပြီးပြီးတူးစည်းရနိုင်ခဲ့ရောနော်အဲ့တော့ဒီနေ့လဲဒီလိုပုံစံဖြစ်လာနိုင်ရှင်ရှိတယ် ဟို body နိုင်မယ်ကိုပေါင်းအောင်မယ်အပေါ်အထက်ကြီး body ပေါ့နော်အပေါ်အသင်း body နဲ့ကိုပေါင်းအောင်ဒီလိုမျိုးလာနိုင်ကြည်များအဲ့တော့ကျွန်တော် AC နဲ့ကိုအောင်လေးကြိုက်ပါကျွန်တော်အစကိုအောင်ကိုအဓိကပိုကြိုက်တာ body ကတော့ AC မစိုးဘူးပြန် inner ကိုလည်းနိုင်ခဲ့တယ်ဝေးခွင့်ပါနေနော်အဲ့တော့ AC ခြေစွမ်းမစိုးနေတာတွေ့ရနည်းနည်းအတက်ဘက်ကိုရောက်နေရပါနော်ပြီးတော့တိုက်ဆေးကကိုရပြည့်ရခြင်းမှာခန်းဆေးကလုံးလုံးလုံးချုံချုံဒါကစားနေရဆိုတော့ကိုပေါင်းအောင်နိုင်ကြည်များအဲ့တော့ AC ကြိုက်တယ်ကိုပေါင်းအောင်ကြိုက်ပါနော် အကြောပင်တိလီကူဝမ်သွားပါမယ်မိုနာကိုနဲ့ PSG 10နိုင်ခွဲမှာကံပါဖြစ်ပါတယ်ဒီပွဲကတော့ဒါဂိုးတွေပေါ်မဲ့ပွဲပေါ့ဗျာနော်ဂိုးတွေမြန်မြန်ဆန်ဆန်တွင်းမဲ့ပွဲအထာမထားမဲ့ပွဲတလုံးတည်း PSG ကပေးပါတယ်ဝေကွင်းကဂိုးပိုင်းတောင်းလုံးအပြည့်ရှုံနေပါပေးနေပါတယ်စတဲ့ကြီး1ဒီတောင်းလုံး60ရှုံအခုတောင်းလုံး65ပြားရှုံတော့ဂိုးပေါင်းကြီးတက်လာပါတယ်နော်အော်ဒီပွဲကတော့ဘာမှအများကြီးမစင်စားကြစင်စားကြမလို့ပါဘူးဒီမာစီတို့ဒီ PSG တို့မိုနာကိုတို့နော် ဒါပြီးတော့လိုင်းယွန်းတို့အဲဒီလိုအတင်းနေပက်လေတွေ့ပြီးဆိုတာအပေါ်တာဆော့တကယ်ကန်းတယ်ဒီကောင်ကြီးကနော်ဟိုရှော်လိုက်သွားရှော်လိုက်ပါတိတ်မလှုပ်ဘူးအဲ့တော့ကျွန်တော်အပြဲကြည်ပွဲကိုကိုပေါင်းအပေါ်ကြိုက်ပါနော်မူနာကူကတော့နည်းနည်းတက်ပြက်နေဒီနေ့ရည်နော်အရင်ကြီးမကောင်းအဆင့်ရှစ်တောင်ရောက်နေအော်ဘော်ဒီကိုရွေးပေးပါဆိုရင်တော့အပြဲကြည်ပဲရွေးရမှာနော်ဘော်ပြဲကြည်တလုံးတော့ဖြစ်ပါနှလုံးပြက်မပြက်ပဲကျွန်တော်စောင့်နေတလုံးဖြစ်တာကြောင့် draw ပဲဆိုတာအချိန်ကြီးကောင်းနေเนาะအဲ့တော့ PG နဲ့သုံးပေါ် PG သုံးပေါ်ပါဗျာ PG နဲ့9ပေါ်ကြိုက်ပါတယ် နောက်တစ်ခုက Paris နဲ့ Austin တလုံး85 385 1.85 1.90 3.90 3.90 90ပေါ့နော်ဒီလိုမုံတန်ကအောက်တစ်ချောင်းလာမယ် body အောက်မလားကိုပေါင်းအောက်မလားကျွန်တော်တောင်းကြည့်ရမှတ်ပြီးဇေယျအောက်ကြည့်တော့7နှစ်နဲ့78 Austin ကဘာလို့ဖြစ်ပေါ့ Austin တန်းတင်းတော့အောက်ဆုံးရောက်နေနော်တော်တော်ချင်းကြီးဆိုတာ Paris ကတော့တန်တက်ဆိုပေမဲ့အဲနည်းနည်းလေးဘယ်လိုပြောမလဲကစားအားကောင်းတဲ့အထက်မှာပါတယ်လို့ပြောလို့ရနော်အဲလက်ရှိမှာကျွန်တော်တို့ လီပွဲနိုင်ထားတယ်နှစ်ပွဲတည်ခုနှစ်ပွဲရှုံ20ရ25ကိုပြီးအော်စီကတော့9ပွဲတောင်ရှုံထားတယ်ဗျာနော်အော်စီတော်တော်ချင်းနေဆိုးနေရပဲအဝေးကွင်းမှာတပွဲမှမနိုင်ဘူးတပွဲတည်9ပွဲတောင်ရှုံတယ်ကိုအောင်ပဲယူလဲယူမယ်ကျွန်တော်ကိုအောင်ပဲကြိုက်တယ်ဘော်ဒီမှာဆိုတော့ကျွန်တော်အောက်တင်းတော့ကြိုက်တယ်အော်စီတော့ပူကြိုက်တယ်အော်စီရုံးမှရမယ်လို့ယူဆတယ်ဗောနော်ပယ်ရစ်တန်တက်တင်းကကြီးပေးနေရတော့မှန်ဒါပေမဲ့ တို့တော့အောက်အောက်နှစ်ချောင်းယူမှာပဲရမယ်အောက်ထက်ကတချောင်းကမဟုတ်တချောင်းကလားမှာဒီဂျေးတန်းက1 black 60ဒူလီ black 60အောက်တချောင်းလာလိမ့်ဟိုဇီဇီ11အဲ့လိုမျိုးလာနိုင်ခြင်းများရပါတော့အဲ့တော့ကျွန်တော်ဒီပွဲမှာ all day နဲ့9ရောက်ပဲယူမယ်တချောင်းမဟုတ်တချောင်းတော့အောက်မယ်လို့ယူစားတယ်ကန်ကောင်းရင်လည်းဒါဇီဇီတွေပဲဖြစ်သွားမယ်ဆိုရင်လည်းဒါနှစ်ချောင်းစလုံးအပြည့်အောင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်9ရောက်ကြိုက်ပါတယ်ပြီးတော့အောက်တင် all day body ကြိုက်ပါတယ်နောက်တစ်ပွဲကမာဆေးနဲ့2 lot တစ်လုံး29 3လုံး89 စားတဲ့ကြီးတလုံး30 385ကိုပေါင်းကြီးပြော့လုံးမလားဗျာမာစီကွင်းကြီးမှာလိုက်3လုံး80လဲတခါမှမမြင်ဘူးဒီကြီးတန်းကိုနော်ကိုပေါင်းကြီးပြော့လုံးနဲ့မာစီအိမ်ကွင်းတလောက်ကောင်းတော့နော်ကျွန်တော်ရဲ့အသင်းလေးကျွန်တော်ရဲ့နိုင်ငံတော်အသင်းပေါ့အဲ့တော့ကျွန်တော်တော့မာစီပဲယူမှာပဲနော်ဒီပွဲမာစီပဲကြိုက်တယ်တူလော့ကောင်းနေတော့မှကျွန်တော်တူလော့မကြိုက်တူလော့နောက်ဆုံး9ပွဲဆက်နိုင်ပွဲပျောက်သွားတယ်3ပွဲတည်2ပွဲရှုံး မာစီကြိုက်ပါမာလီကြားရဲ့မှာချင်မင်းကြီးတော့ကန်ထားတယ်ဒါပေမဲ့အင်ကွင်းမောင်ရင်ကန်ရဒီနေ့လဲအင်ကွင်းဆိုဟုံးတူဟုံးဆိုတော့ဟွာဖြစ်ပါနော်ချင်းနေကောင်းပါအဲတခုတော့ရှိတယ်ကျွန်တော်တို့ရှေ့9နာရီအဲပီအေဂျီဘွဲပန်းနိုင်ဆယ်ကွဲပီအေဂျီဘွဲမှာဆယ်ကွဲမှာပီအေဂျီမနိုင်မဲနဲ့ဒီမိုနာကိုနဲ့ဘွဲမှာတည်ကြတာဆိုရင်တော့မာစီဘော်ဒီရှောင်းရှောင်းပါနော်ရှောင်းပါအဲကြိုပြောထားပါရနော်ပီအေဂျီဘွဲရဲ့ချင်းနေကြည့်ဖို့အကြံပေးခြင်းပါနော်အဲ့တော့ကြိုဆော့ရမယ့်ညီကိုရတော့ဒါတော့ ဟိုကန်ဆန်းရမှာဗျာဘာလို့လဲဆိုတော့ကျွန်တော်ကအမှတ်ပေးစရာရဆိုပီအက်ဂျီအမှတ်ရွှေမာစီမာစီအမှတ်ပြရဖို့ကနည်းနည်းခက်မယ်ဒီ1.29ဂျီနန်းကလည်းတေးတပေါက်ရှိရဆိုတော့ဒါဒါလေးကိုကျွန်တော်စဉ်းစားမိလို့ပေါ့နော်အဲ့တော့ PG body ကိုပြီးအောင်ဆော့စောင့်ကြည့်နိုင်တဲ့သူ online ကစားရင်ညီကိုကျွန်တော်ဒါမာစီကိုဆော့တင်မဆော့တင်ကျွန်တော်ဒါစဉ်းစားလို့အချိန်ရတယ်အဲ့ဒါလေးကြောင့်ဒါ online online ဆော့ဖို့လဲခဏခဏပြောရတယ်เนาะအကုန်လုံး mall လဲ mall လိုက်ဘူးမှလဲဟိုလာလာမေးရလူအကုန်လုံးက အပြင်းနေများနဲ့အပြင်းအပြင်းဆော့အပြင်း၈နိုင်လို့ပိတ်တာ၉နိုင်ပိတ်တာ၁၀နိုင်ပိတ်တာဒီလိုပဲလာတာနော်၈နိုင်ကြတော့အရန်ဆော့လွန်းတယ်အဲ့တော့ online လေးဆော့ဖို့လည်းကြံပေးပါတယ်နော်နီးစက်ရကနေပြီးတော့ဒါဖွင့်လစ်ပြီးတော့အကောင့်တွေဖွင့်လစ်ပြီးတော့ဆော့ဖို့လည်းကြံပေးပါတယ်အဲ့တော့မာဆေးဘော်ဒီပဲကြိုက်ပါတယ်ကိုပေါင်းလက်ဆောင်ပါမယ်၃လုံး85ပြားဆိုတဲ့ကြီးတန်းကိုပေါင်းကြီးနှုပါတယ်မာဆေးအင်ဂီမှာဒီကြီးတန်းကျွန်တော်တိတ်မမြင်ဘူးပါနော်၃လုံး90အနည်းဆုံး၃လုံး90ပြီး၃လုံး30၃လုံး30၃လုံး minus နော်အဲ့လိုမျိုးဆိုတော့ဒီပွဲကဒီကြီးကဖိနှားလာဆိုရင်အပေါ်လာမှာတကယ်တကယ်အမှန်ငယ်ဖွင့်ထားတာဆိုတော့အကိုအောက်သွားမှာနော်အဲ့တော့မာစီ1 D 2 D အဲ့လိုပုံစံမျိုးသွားနိုင်တယ်အဲ့တော့ကိုပေါင်းလက်ရှောင်နဲ့မာစီ body ကြောင်းမြိုက်ပိုင်းနော်အဲ့တော့ကျွန်တော်အတင်းကိုသုံးပေါ်မရွေးရတာတော့နည်းနည်းတော့ခံလာခက်တယ်ပြောနော်ကျွန်တော်သုံးပေါ်လေးရွေးကျင်တာဒီပွဲဟတ်တူရဲ့တွေ့ဆုံမှုမှာတော့တစ်ချိန်မဲ့9အောက်တယ်9ချိန်9ပေါ်တယ်3 2 3 1နော်မာစီကတော်တော်လေးဒီတူလော့ကိုနိုင်ထားတယ်တွေ့ရအော ျွန်တော်မာစီပဲကြိုက်ပါเนาะဂူပေါင်းလက်ဆောင်လိုက်ပါမယ်เนาะအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်တို့ပြင်းလေးလီကူဝမ်းလည်းပြီးပြီးအကုန်လုံးပြီးပါရောเนาะအဲ့တော့ပြောစရာရဲ့ပြီးပါပြီ။အော်ညနေကြမှာအလုံးပြန်တွေ့ကြတာပါเนาะညနေကျွန်တော်တို့ဟိုမှာ Viber နဲ့ Free Telegram Channel မှာအကုန်လုံးကျွန်တော်ပြန်တွေ့ကြပါမယ်။ညနေကျရင်ကျွန်တော် Channel မှာအလုံးပြန်လည်းတွေ့ဆုံကြပါမယ်။အဲ့တော့အလုံးအဆုံးကြည့်ရှုပြကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်เนาะ။အလုံးမင်္ဂလာရှိတော့ညချမ်းအဲ sorry အလုံးမင်္ဂလာရှိတဲ့နေ့ရက်ကလေးဖြစ်ကြပါစေ။ ားလုံးကိုယ်လက်ပါကျွန်တော်စနေနေ့မှာအပေါင်းပြကြပါစီလို့ကျွန်တော်ဆုမကောင်းတောင်းမိပါတယ်နော်